အားလုံးပဲမင်္ဂလာပါဥပါကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဗျာเนาะအားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါအားလုံးပဲကျွန်တော်ရဲ့ live show လေးတွေကိုပုံမှန်အမြဲတမ်းဆောင်မြောကြည့်ရှုနေတဲ့ကိုကိုမားတွေကအခုမှတွေ့လို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကိုကိုမားတွေကအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူရီ YouTube Channel လေးရနေပြီးတော့အားလုံးကိုဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါရစေဗျာเนาะအားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါ ကဲအားလုံးပဲကျွန်တော်ရဲ့အခု live show video file လေးကိုအများတန်းစောင့်မျှော်နေတဲ့ကိုကိုမားတွေအားလုံးအတွက်တောက်ကြနေနောက်ဆုံးပေးပွဲသိမ်းမနက်7:00နာရီတမီနစ်ခလေးမှာ အားလုံးအတွက်ကိုပေါက်စီရင်ရားစီရင်နဲ့စိတ်ဆန္ဒလေးထားပြီးတော့เนาะကျွန်တော်လာရောက်ပြီးတော့တင်ပေးတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ live show အခု video လေးကိုအဲတန်းနိုင်တဲ့နေရာလေးတွေမှာတန်းနိုင်တဲ့လောက်ပေါ့နော်အများသူငါမြင်အများသူငါတွေ့အများသူငါပေါက်ပါစေဆိုတဲ့စိတ်ဆန္ဒလေးထားပြီးတော့တန်းနိုင်တဲ့နေရာလေးတွေမှာ share ပေးပါမျှဝေပေးပါ လူသစ်ကိုကိုမားရဲ့ channel ကို subscribe မနဲ့ရသေးဘူးဆိုရင် channel ကို subscribe လေးတွေနှိပ်ပေးပါအားလုံးပဲဒီနေ့နေ့ကိုကျွန်တော်ရဲ့ကြာသာပြီးလက်ဆောင်အဖွဲ့ဝင်ကိုကိုမားရဲ့အားလုံးကတော့ကျွန်တော်တို့နော်ဒါ main နှက်ကွက်နဲ့ပဲထိုးရတယ်ဒါပြီးနဲ့ကျွန်တော်တို့ main ပတ်သီးပေါ့နော်ဒါဟို၄ဘိုင်နဲ့ဆိုရင်ဒါအားလုံးကိုကျွန်တော်ဒေချာ လေးပြောပြရအောင်နော်၄နဲ့ဆိုလို့ရှိရင်ကျွန်တော်45ငါးကိုဒါဒီနေ့တနေ့ကိုမှထိုးခိုင်းတာ၄စီမနှမ်းညတော့ဆင်းမယ်ဒါပြီးနဲ့ကျွန်တော်တို့နော် main ကွက်နှက်ကွက်မထီးခဲ့ဘူးပေါ့နော် ဲ့တော့ကြောက်ကြလေးမှာကျွန်တော်ထုံးစံအတိုက်ပုံမှန်မှန်နေရလုံးဝတစ်လုံးနဲ့အတူ အားလုံးကိုအဖွဲ့ဝင်တွေကိုထပ်ပေးပါမယ်အလားလေးကိုမပြောခင်အားလုံးပဲကျွန်တော်နေ့တိုင်းကဏ္ဍလေးကိုအရင်ပြီးပြောခြင်းပါတယ်เนาะအဲ့တော့အားလုံးပဲကျွန်တော်တို့16ရက်9လ2020နေ့9တောက်ကြနေ့မနက်7:00နာရီတမီနှစ်အတွက်เนาะအဓိကကတော့ကျွန်တော်တို့မနက်ဖြန်မှာအားလုံးပဲသတိထားပြီးကစားရမယ်အချိန်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ကြံကဏ္ဍလေးလုံးရှိပါတယ် เนาะจังแลน4ลုံးရှိတာဖြစ်တဲ့အတွက်จังแลน4လုံးဒီနှစ်ခွန်တစ်ချိန်ကြံနဲ့ငါးတုံညာတစ်ချိန်ကြံပါတယ်အဲ့တော့ဒီကနန်း၄လုံးထဲမှာအ ਨੇ ဆုံးမနှက်ဖက်မှာကနန်းစီနှလုံးလောက်ကျင်းစီဆင်းဖို့များပါတယ်အားကောင်းတယ်ဗောနော်နှလုံးလောက်ဆင်းဖို့အားကောင်းတယ်ကျွန်တော်ဒီနှလုံးစီခွေပဲခွေမလားเนาะဒီจังแลน4လုံးเนี่ยခွေမလားဒါလေးကိုစဉ်းစားရမယ်ဘာလို့ဆိုနှစ်ခွန်၅တုံညာစီအပီးခွေဖြစ်နိုင်တယ်เนาะနှစ်ခွန်၅တုံညာစီအပီးခွေလည်းဖြစ်နိုင်တယ် ဲ့တော့ကြောင့်အားလုံးပဲဒီအပီးခွေလေးကိုတော့အားလုံးပဲတတိတရအမှတ်တရ ထိုးနိုင်တဲ့လောက်ကလေးထည့်ပြီးတော့ထိုးပါပြီးမနှမ်းဖက်မှာကျွန်တော်တို့ဝမ်းချင်းစီမှန်မှုအရေးကြီးတယ်ဝမ်းချင်းမှန်မှုအရေးကြီးပါတယ်ဝမ်းချင်းမှန်မှုအရေးကြီးတယ်ချင်းစီကျွန်တော်တို့မနှက်စည်းမှာတလုံးချင်းစီကြံတဲ့လေးလုံးတွေကချင်းစီတော့ဆွဲမယ်အဲ့တော့အားလုံးပဲကျွန်တော်မနှမ်းဖက်မှာပိုင်လုံးမိုက်ပတ်ပြီးမှန်အောင်ကင်ထန်မှုအရေးကြီးတယ်အဲ့တော့ကျွန်တော်ကတော့ကျွန်တော် တွေ့တဲ့ site မြင်တဲ့ site အတိုင်းပဲမနှက်ဖြန်မှာ အားလုံးကိုလုံးမိုက်ပတ်တီးကိုကျွန်တော်ချပေးမယ်။ကဲအဲ့တော့အားလုံးပဲကျွန်တော်ရဲ့အခု live show video လေးကိုဝင်လာတဲ့ကိုကိုမားတွေအားလုံးပဲကဲနေ့လိုက်ကနန်းလေးကိုအားလုံးပဲ live မှတ်မယ်။အားလုံးပဲအပန်းမကြည့်ရင်မန်လေးထဲမှာတယောက်တစ်ချက်စီမှတ်ပေးမယ်။ဒီညနေကတော့အားလုံးပဲတီးတဲ့အတိုင်းဒိုင်စားကနန်းလေးနဲ့ဒိုင်စားတိုင်းစားသွားပြီနော်။ကဲအဲ့တော့အားလုံးပဲကျွန်တော်တို့ဒီ မနက်ဖြန်ကျွန်တော်တို့16ရက်5လ2020နဲ့ငါတောက်ကြနေမနက်7နာရီတမီနစ်အတွက်ကျွန်တော်ရရှိထားတဲ့ပတ်သီးဘိုင်ဝန်ချင်းလေးစီတစ်ဘိုင်တစ်ပတ်သီး6ဘိုင်6ပတ်သီးဖြစ်ပါတယ်16ပတ်သီးဖြစ်ပါတယ်အားလုံးပဲမန်လေးထဲမှာမှတ်ပြီးပါ16ပတ်သီးဖြစ်ပါတယ်16ပတ်သီးဖြစ်ပါတယ်အားလုံးပဲမန်လေးထဲမှာမှတ်ပြီးပါ16ပတ်သီးပါ16ပတ်သီးပါ တချောက်ပတ်သီးစီကျွန်တော်တို့အပင်ရည်အားဖြင့်ဆိုလို့ရှိရင်ဘဏ္ဍတိုင်လောက်တွေးခဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့၅ပင်၅တိုင်လောက်တွေးခဲ့တယ်ဗောနော်အဲ့တော့အားလုံးပဲတွေးရင်တွေးတာလေးတဲ့အတိုင်းပဲနေလိုက်ကိုကိုမာရီကခစားဗောနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တချောက်ရပြီဆိုလို့ရှိရင်တင်းနဲ့ပတ်သက်ရင်မင်းရော၄ခွက်ချောင်းနဲ့ပတ်သက်ရင်မင်းရော၄ခွက်ကဲအားလုံးပဲတခါတည်းလိုက်ပြီးတော့မှတ်ပေးမယ်အထွေထူးတော့မဟုတ်ပါဘူးကျွန်တော်တို့ဂျန်ကလည်းဘာမှမရှာဘူးဝိုင်းကြီးအမာလေးပဲရှာထားတယ်နော်လုံးဝမနက်ဖက်မှတေးကြ ကျွန်တော်တို့ဝမ်းကြီးပန့်ရင်လုံးဝပေါက်မယ်မနက်ဖြန်မှာနော်အဲ့တော့အားလုံးပဲကိုကိုမားကြီးလည်းဝမ်းကြီးလေးရှိရင်ကိုပါကိုကတ်ပြီးတော့ကစားခြင်းကတ်ကစားပေါ့နော်ဒီကြံကနလေးလုံးကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တင်းနဲ့ပတ်သက်လို့ရှိရင်10တင်း9တင်းနှစ်တစ်ခွန်ဖြစ်ပါတယ်တင်းနဲ့ပတ်သက်လို့ရှိရင်10တင်း9တင်းနှစ်တစ်ခွန်ဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်တင်းနဲ့ပတ်သက်ရင်၄ခွတ်6နဲ့ပတ်သက်လို့ရှိရင်60 65 62 6ခွန်ဖြစ်ပါတယ်အားလုံးပဲကဲမှန်လေးထဲမှာမှတ်ပြပါတင်းနဲ့ပတ်သက်ရင်10တင်က1တင်း1ခွန်ဖြစ်ပါတယ်ချောင်းနဲ့ပတ်သက်လို့ရှိရင်60 65 62ခွန်ဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့เนาะဒါဆိုလို့ရှိရင်အားလုံးပဲချောင်းနဲ့ပတ်သက်တဲ့မင်းရော၄ခွက်တင်းနဲ့ပတ်သက်တဲ့မင်းရော၄ခွက်เนาะအဲ့တော့အားလုံးပဲကျွန်တော်တို့တတိတရလေးနဲ့ ဟိုသတိရပြီးတော့เนาะထိုးသိမ်းတာကတော့ဒီကြံကနေ၄လုံးအခွေလေးကိုပေါ့เนาะအဲ2ခွန်5သုံးညကို အပီးခွေလေးကစားထားပါဒါလေးကိုတော့မှားခြင်းနဲ့အစင်ပြေတယ်ကြိုက်တယ်ဆိုတော့ကိုကိုမာကြီးကစားပါเนาะကျွန်တော်ကတော့အတင်းရိုက်ပြီးတော့မကစားခိုင်းဘူးဘာကြောင့်လဲဆိုရင်ကိုကိုမာကြီးမွေနဲ့ကိုထိုးတာကျွန်တော်ကတော့အကြံဉာဏ်ပေးတယ်ကိုကိုမာကြီးကိုကျွန်တော်ရရှိတဲ့ကဏ္ဍလေးကိုပေးတယ်ဒါပဲကျွန်တော်က ဒါကျွန်တော်ရဲ့တောင်းဝင်ပေါ့နော်ဒါကျွန်တော်ပေးနေရအတိုင်းဖြစ်တဲ့အတွက်ကိုကိုမာတွေကိုအကြံဉာဏ်ပေးရဲ့နော်ကျွန်တော်ရရှိထားတဲ့ကဏ္ဍလေးတွေကိုပေးတယ်။ကဲအဲ့တော့အားလုံးပဲနော်မနှက်ဖြန်တောက်ကြနေနောက်ဆုံးပဲနေလေးမှာအားလုံးပဲလုံမိုက်ပတ်သီးတစ်လုံးနဲ့မိန်းတစ်ခွက်ကောင်းနှစ်ခွက်ကောင်းပဲထိုးခြင်းပါတယ်ဆိုတော့ကျွန်တော်ရဲ့အဖွဲဝင်လူဟောင်းကိုကိုမာတွေကအခုကြာသာပေးတွေကဝင်ထားတဲ့လူသိကိုကိုမာတွေကနှက်ဖက်မှာ လုံးဝ ကျွေးကြေပတ်တီဒါတောက်ကြနေတဲ့အမြဲတမ်းပုံမှန်ပေးနေတဲ့ကျွေးကြေပတ်တီတစ်လုံးပေါ့နော်ဒါကိုမှန်နေတာကိုမှန်နေတဲ့အတိုင်းကျွန်တော်ကြိုင်မယ်ကြိုင်ပြီးတော့ကိုကိုမားတွေကိုဒါကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုကျွန်တော်လက်ဆောင်အနေနဲ့ပေးမယ်အဲ့တော့ကျွန်တော်ရှေ့လာမယ်အပတ်၃ရက်အတွင်းထွက်မယ်ဇာရိုးပတ်တီတနင်္လာအင်္ဂါဘော်ဒဘူ၃ရက်အတွင်းမှာထွက်နိုင်ကြီးအားအကောင်းဆုံးနဲ့လုံးဝတရားရဂိုင်းလုံးသေးကြတယ်ဇာရိုးဘိုင်ပတ်တီတစ်လုံးနဲ့မင်းမွေးနှက်ကွက်ကို အဖွဲလာဝင်တဲ့ကိုကိုမားတွေကိုအားလုံးပဲတောင်းကြနေနော်ဂျာသာဘေးတွေကဝင်ဂျာသာဘေးတွေကဝင်ထားတဲ့ကိုကိုမားတွေကဒီတောင်းကြနေကိုထက်လွဲစရာမလိုဘူးအားလုံးပဲရှေးဘက်စာလည်းထက်လွဲစရာမလိုဘူးအားလုံးကိုသေချာလေးရှင်းပြပေးတာနော်ပြီးရင်ကျွန်တော်အခုတောင်းကြနေကြမှာဝင်ပါမယ်ဆိုတဲ့လူသေးကိုကိုမားတွေလူဖောင်းကိုကိုမားတွေအားလုံးကနော်တောင်းကြနေစာလက်ဆောင် main ဘက်တီတစ်လုံးနဲ့ main တကွက်သုံးမဟုတ်နှစ်ကွက် ထုတ်ပေးမယ်အရာကိုလက်ဆောင်အနေနဲ့ကစားရမယ်ပြီးရင်ရှေ့လာမယ်အပတ်3ရက်တွင်ထွက်မယ်ဇာရုပတ်ဒီမွေကနန်းပါအပီးကိုမှအဖွဲဝင်ကြီးတထောင်ခွဲနဲ့အဖွဲဝင်လို့ရပါပြီအဖွဲဝင်ကြီးတထောင်ခွဲနဲ့အဖွဲဝင်လို့ရပါပြီအဲ့တော့ကျွန်တော်ပြောတာလေးကိုသေချာနားထောင်ကိုကနားလည်ပြီးဟောအဖွဲဝင်ရင်ဘာတွေရမှာလဲဆိုတာသိပြီဆိုမှအဖွဲလာဝင်ပါเนาะအဖွဲလာဝင်ပါကဲအဖွဲဝင်မယ်ဆိုတော့ကိုကိုမားတွေကကျွန်တော်ရဲ့အခုဖုန်းနံပါတ်ကလေးဖြစ်တဲ့3996 3လုံးเนาะ3996953လုံးဒီဖုန်းနံပါတ်ဒီဝေးရှိတယ်ကေဘေးရှိတယ်ဘိုင်ဘာ3ပါတယ်ဘိုင်ဘာ3နဲ့ဆိုတော့ကိုကိုမားရီကဘိုင်ဘာကနေငွေလဲပြည်စာလေးပို့ပြီးတော့ဆက်သွယ်ပေးပါเนาะဒါဆိုလို့ရှိရင်ကျွန်တော်ရနောက်တဲ့ဖုန်းနံပါတ်တစ်လုံးက3996 422 5318 ဒီဖုန်းနံပါတ်ဒီကျွန်တော်တို့ wait ကြည့်ပေးရှိပါတယ် MPD ဓမားတွေကဒီကျွန်တော်အခုခေါ်ပေးတဲ့ MPD ဖုန်းနံပါတ်ကလေးကို ဖုန်းလေး direct ဆက်ရင်ပို့ပြီးတော့အဆင်ပြေတယ်ဗောနော် မိုင်းတဲ့ကြတော့တိတ်ပြီးတော့နော် message မထွက်တာတို့ဘာလို့ဖြစ်တတ်တဲ့အခါကြတော့ကျွန်တော်အခုကျွန်တော်ခေါ်ပေးတဲ့39 422 932 38 ဒီဖုန်းနံပါတ်ဒီ WB ရှိတယ် KB ရှိတယ် Viber လုံးဝမသုံးပါဘူးเนาะအဲ့တော့ Viber ကိုဆက်သွယ်ခြင်းနဲ့ဆိုတော့ကိုကိုမားကြီးက39695180033လုံးဒီဖုန်းနံပါတ်ကိုเนาะ Viber ကနေဆက်သွယ်ပြီးလို့ရပါတယ် Viber မသုံးဘူးဆိုတော့ကိုကိုမားကြီးကအခုကျွန်တော်ခေါ်ပြီးတဲ့ဖုန်းနံပါတ်နှလုံးကိုဖုန်းလေးဓာတ်ရိုက်ဆက်ပြီးတော့เนาะအဖွဲဝင်လို့ရပါတယ်အဖွဲဝင်ကြီးကအားလုံးကြည့်တဲ့အတိုင်းအားလုံးပဲ ကျွန်တော်အဖွဲ့ဝင်ကြီးကိုတပေါင်းပဲတက်မှတ်ပေးထားပါတယ်အားလုံးပဲယုံကြည်မှုရှိတဲ့ကိုကိုမားတွေလာပါနော်ယုံကြည်မှုရှိတဲ့ကိုကိုမားတွေလာပါဒီတက်တောင်းဝဲနဲ့ကျွန်တော်ပြီးတာနဲ့တန်တယ်ထင်ပါအဖွဲ့လာဝင်ပါအားလုံးပဲဒါကျွန်တော်ဘသူဘသူကိုမှအတင်းမခေါ်ဘူးကိုယုံကြည်ရာယုံကြည်ရာနဲ့ကျွန်တော်နဲ့ဒီတစ်ပတ်လက်တွဲမယ်နော်ရှေးလာမယ်အပတ်စာအတွက်လက်တွဲတော့မယ်လို့စဉ်းစားပြီးကြတယ်ကိုကိုမားတွေအားလုံးကအဖွဲ့လာဝင်လို့ရပါတယ် အဖွဲ့ဝင်ကြီးတထောင်ပဲပါเนาะဒါကတော့ယုံကြည်တဲ့ကိုကိုမားတွေလာခဲ့ပါเนาะကြည့်ဒါဆိုလို့ရှိရင်အားလုံးပဲကျွန်တော်တို့နေ့တိုင်းကဏန်းလေးကိုတစ်ခေါက်ပြောပြီးရင်ဒါဆိုရင် live show video လေးကိုတိမ့်မယ်အဲ့တော့16ရက်9လ2020နဲ့9တောက်ကြလေးမနက်7:00နာရီတမီနှစ်အတွက်အကောင်းဆုံးဘိုင်ဘတ်စီးစီတစ်ပိုင်တစ်ပတ်စီ6ပိုင်6ပတ်စီတစ်ပိုင်တစ်ပတ်စီ6ပိုင်6ပတ်စီကိုတင်းနဲ့ပတ်သက်ရင်တင်းနှစ်တစ်ခွန်10တင်9ပါ ချောင်းနဲ့ပတ်သက်ရင်60 65 62 60ဖြစ်ပါတယ်အားလုံးပဲကဲမန်လေးထဲမှာတရောက်မကျန်တရောက်တစ်ချက်စီမှတ်မယ်ဒီ2953ညကို အားလုံးပဲခွေနိုင်တဲ့ကုကုမာကြီးခွေထားပေးပါเนาะကဲအဲ့တော့အားလုံးပဲအဖွဲဝင်မယ်ကျွန်တော် main နှစ်ကွက်ကိုတော့မပြောတော့ဘူးเนาะဒီ main နှစ်ကွက်စီကျွန်တော်အားလုံးအတွက်မန်လန်းဖျံမှာကျွန်တော်ရဲ့အဖွဲဝင်တွေအတွက်ကျွန်တော်ထားခဲ့လိုက်တော့မယ်เนาะအားလုံးပဲနေ့တမားလေး စိတ်မကောင်းဖြစ်နေလားမသိဘူးเนาะပြေပါเนาะအဲ့တော့အားလုံးပဲဘယ်လိုပဲဖြစ်ဖြစ်ပြာเนาะအဲ့တော့အားလုံးပဲမနက်ဖြန်မှာကျွန်တော်ရဲ့ဒါအခုကျွန်တော်ခေါ်ပေးလိုက်လို့ရှိရင်ကိုကိုမားတွေကိုကျွန်တော်ဒါဒီ main နှစ်ခွက်ကိုခေါ်ပေးလိုက်မနက်ဖြန်မှာကျွန်တော်ထုတ်ပေးခြင်းနဲ့လက်ဆောင်ဘိုင်ဘက်ကြီးတစ်လုံးပါသွားမယ် main နှစ်ခွက်ပါသွားမယ်เนาะအဲ့လိုမျိုးကြတော့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေလည်းအစင်ပြန်လာပြီးတော့အဖွဲတော်ဝင်နေကနန်းကဒါပဲဆိုလို့ရှိရင်အစင်မပြေဘူးအဲ့တော့အားလုံးပဲနားလည်ပြီးပါနေလိုက်ဆော်တဲ့ကိုကိုမတွေအားလုံးပဲ เนาะတခါလေတော့နားလေးပေးမယ်လို့ထင်ပါတယ်အားလုံးပဲเนาะကဲအဲ့တော့အားလုံးပဲမနေ့ပြန်တောင်းကြနေမှာအားလုံးပဲကျွန်တော်လည်းအတူတူနေလိုက်ကောအဖွဲဝင်လေးကောအားလုံးပဲအောင်မြင်မှုရအောင်လို့အကောင်းဆုံးကြိုးစားပေးထားပါတယ်အဲ့တော့အားလုံးပဲเนาะအဲ့တော့အဖွဲဝင်မယ်ဆိုတဲ့ကိုကိုမားတွေကတော့ကျွန်တော်ရဲ့ဖုန်းလေးကိုဒိုင်ရက်ဆက်ပြီးဖုန်းနံပါတ်ကလေးကိုမမှတ်မိဘူးဆိုရင်ကျွန်တော်အခု live view ဖိုင်လေးအောက်မှာဖုန်းနံပါတ်ကလေးကိုပင်ထောက်ပေးထားမယ်အားလုံးပဲ နော်မနက်ဖန်စနစ်ခွဲတာနဲ့အားလုံးပဲအောင်ပွဲခံရင်းနဲ့ live show လေးမှာပြန်လဲပြီးတော့တွေ့မယ်အားလုံးပဲဘိုင်းမယ်ပါ